ဥစဉ်တဲ့ကောင်ကလူကောင်ကလူကအလုံးပြုခြင်းကွန်မတ်တင်တဲ့စာသားများကိုလိုချင်သောပုံစံပြုလုပ်ခြင်းပုံစံပြောင်းလိုသောစာသားများကိုဆက်လက်မှတ်၍ကောင်ကလူတွင်မိမိစိတ်တိုင်းပြောင်းလဲနိုင်သည်တော့နံပါတ်1အခုဒီညရိတ်မှာမြောပြတာပဲကောင်းပေါ့ဖောင်းပြောင်းရင်ဥမာဒီစလုံးဖောင်းကိုကိုယ်မကြိုက်ဘူးဆိုရင်တခြားဖောင်းကိုပြောင်းလို့ပေါ့လားအဲ့လိုပြောနော်။ဖောင်းကျင်ရင်ဘာလို့ဒီလုံးဆက်လက်မှတ်မယ်။ အခုဒီဖောင်းကာလီဘရီကရလာတဲ့ဖောင်းလေးတွေဒီမှာရွေးထည့်လိုက်ပေါ့နော်ဒီဖောင်းလေးပို့မလားဆင်းတာဆင်းတာပါဖောင်းဒီဇိုင်းပြောင်းလိုက်ပဲနံပါတ်၄ကဖောင်းဆက်ဖောင်းအရွယ်စားလုံးကြီးသေးပါအခုဒီမှာပြရတဲ့ပြားလေးနဲ့အဲတူဟုတ်လားဒီမှာခု၁၁ဒီဖောင်းဆက်ကဟုတ်လား၁၁ဆိုတော့ကိုလိုချင်တဲ့ဖောင်းဆက်ဘယ်လောက်လိုချင်လဲဘယ်လောက်ကြီးကြီးထားချင်လဲနော်ပုံမှန်စာဒီတိုင်းကတော့၁၁ဆိုနံပါတ်၃က increase ဖောင်းဆက် ပေါ့ကြည့်ရင်မသိရင်နံပါတ်5ကဂျီခရီပေါ့ကြည့်ရင်အဲဒီမှာပြရတယ်နံပါတ်3နဲ့4ရအခုဒီဒါလေးကိုဆလမတ်အဲဒီမှာဂျီခရီပေါ့ဆက်ဘာလို့ပါလဲဆိုတော့စလုံးပေါ့ဆက်ကြီးမှာဒီဘက်ကအေပုံသေးလေးစင်ပြန်ပြီးတော့သေးမှာဘယ်လိုလဲတော့ဒီနေရာနဲ့ right no clear format မူလပုံစံတို့ပြန်ထားသည်မူလပုံစံတို့ပြန်ထားသည်ဒါလေးအဲဒီမှာလဲပြောပြရအောင်နော်ဒီမှာဒီမှာ6ဟုတ်လားခုနကတော့ငါတို့ခေါင်းပြောထားတာပြောဟောဒါဆိုရင်မူလဖောက်ပုံစံကိုပြန်ရောက်တော့ပါလို့ဟုတ်တယ်နော်ဥပမာစာရီဘလိုကာလာတွေခြေထားတယ်နော်ဒါဆိုရင်ဒီရလုလိုက်ရင်လည်းမူလပုံစံကိုပြန်ရောက်ပါမယ်ဟုတ်လားအမူလပုံစံပြန်လို့ခြင်းပါလေကလေးရောက်နေတယ် ဲ့နံပါတ်9ဟိုစလုံးမဲအောင်လုပ်မယ်ထူအောင်လုပ်မယ်အစားအုပ်ဒီမှာအောင်းမွင်နဲ့ရုံးစာတွေမှာထိတ်ပိုင်းခေါင်းစဉ်တွေကစလုံးအမဲနဲ့ကြည့်ရမလားဟုတ်နော်သူလိမဲခြင်းနဲ့ဆိုရင်ဘောင်းနှိမ့်ဝင်ဆိုတော့လေးကိုနှိမ့်လိုက်တယ်ဒီဘက်ကနေဆိုရင် control b နော်ဒီဘက်မှာရှေ့ under လေးစလုံးစောင်းမယ်ဒီအိမ်ပေါ်နေလေးဒီဘက်ကနေဆိုရင် control i အဲ့ဒီစလုံးတစ်စောင်းလေးဖြစ်သွားဟုတ်လားပြန်ဖြုတ်ရှင်လေ control i ။ရန်နေတော့နဲ့ဒါလေးနှိပ်မယ်နော်။ underline စာကိုမြင်းတားမယ်။စာကိုမြင်းတားမယ်ဆိုတော့ဒီမှာ view ပုံစံလေးအဲ့တော့မြင်းတားတဲ့ခါမှာလည်းဒီမှာ download လေးပါသေးတယ်နော်။အဲ့တော့ roadmap မှာကဒီလိုမြားလေးတွေပါသေးတယ်ဆိုရင်ဥမာရွေးချယ်စရာတွေရှိသေးတယ်လို့မှတ်ဟုတ်ပြီလား။ဒီစာရဲ့အောက်မှာမြင်းတားတဲ့ခါမှာလည်းဘယ်လိုပုံစံလေးနဲ့တားမှာလဲ။ဒါဆိုစာရေးပါဒီမှာ underline ဆိုရင် double underline ဟုတ်လားဒါဆိုရင်ပါ okay then underline တဲ့တွင်ဒိုရက် underline အပြင်- underline ဒါပေမဲ့ with underline ပုံကျတဲ့ပုံစံလေးနဲ့အားအောင်မှာမြင်းတန်းလိုက်ပေါ့။ကျွန်တော်ဒီနောက်ထပ်ဘာတွေလုပ်လို့ရသေးကုန်ဆိုတော့ဒီ mode ကိုတွားမယ်။သူကဘယ်လိုတားသွားလဲ။စာတကြောင်းလုံးရအောင်တားပါတော့။ကိုကအလိုမျိုးဘူးစကစုတစုတဲ့တားကျင်လာစင်လည်းတားလို့ရအောင်တစ်ကြိမ်အနေမော။ဒါကဒီမှာကိုက only စင်ပါစကစု တဆူရအောင်မှာပဲတောင်းတယ်ဘယ်လိုကြီးအပြည့်တောင်းမလို့ဟင်ဟောရနော်ခုနပြည့်တောင်းတယ်အခုကတော့ဂျေဆုအောင်တယ်ဒါပြီနော်ဂျန်ခက်ချင်းလည်းဘာလို့ဒီရစတူစာကိုဖြည့်မင်းဆွဲဒါလေးကိုညင်းတားလိုက်တယ်ဟုတ်ပါတော့နော်စာကိုမြင်းတားခြင်းအဲ့လိုတားပါလေတဲ့နောက်တစ်ခု ဆက်စကွေစာကိုတဆင့်အောက်ချ H2O ကိုလည်းရေးတဲ့ဆိုရင်ဒီတူလေးကိုတော့အောက်ချရင်ဆက်စကွေပေါ့ဒါဆိုရင်ဒီပုံစံလေးရအောင် H2O ဟုတ်လားအောက်ချလို့ရရင်အပေါ်လဲဆင့်လို့ရတော့ super secret စာကိုတဆင့်အပေါ်တင်ဒီနောက်ဆုံးအားလေးကိုပေါ်တင်လိုက်မယ်နော်ဒီပုံတင်ရင်လည်းဘလုံးပေါ်တင်နေတဲ့ကိစ္စက super secret အောက်ချနေတဲ့ဆိုရင် secret ဒါမှမဟုတ် just upper စာသားပုံစံဒီဇိုင်းအမျိုးမျိုးစာတွေကိုဒီဇိုင်းစင်တယ်နော်စာတွေကိုဒီဇိုင်းစင်မယ်ဆိုတော့ that fair ဘူးတဲ့ပုံစံရွေးမယ်ပေါ့လားအဲဒီလိုစလုံးဒီဇိုင်းတွေဟုတ်နော်ဘူးတဲ့ပုံစံတွေကာလာတွေချိန်လို့ရတယ်နော် share လို့ impression ရောင်းပြန်ပေါ့နော်ဘူးတဲ့ပုံစံဟုတ်လားရွေးလိုက်တယ်လေဒီမှာ pointer တင်လိုက်တယ်ဥပမာပြတယ်ဟုတ်လားဒီ glow အဲ့လိုလေ စလုံးလေးတိုင်းလုံးလို့ရပါတယ်။ကိုကြိုက်တဲ့အရောင်လေးကိုကြိုက်တဲ့ကာလာလေးဟုတ်နော်။မကြိုက်သေးဘူးဆိုရင်လည်းမောရင်းပါနော်။ဟောပြီးတော့ကိုကြိုက်တဲ့ကာလာလေးတက်စတန်လေးစိတ်တိုက်ရင်ပြီးတော့တက်မှတ်လို့ရပါသေးတယ်နော်ဒီကင်းက။ဒီမှာလေ့ကျင့်မယ်နော်။ဒါတော့စာရတင်းနေတာ။တက်ဟိုက်လိုက်။စာရနောက်မှာအရောင်ချင်းမယ်။ဆက်ဟိုက်လိုက်။ဘာဘာစာရဲ့နောက်မှာရောင်းချရနော်စာကိုရောင်းချရငိုသေးဘူးစာကိုကနအနက်ကအနက်ပဲနော် တက် highlight ဆိုင်တော့မှာကာလာထည့်ခြင်းဆိုရင်တက် highlight font color စလုံးအရာဟိုခုမှဒီအမဲကိုပဲပြောပြောမှာနော်ဒီနောက်ခံကြတော့ဒီ clear လုပ်လို့ရအောင်လို့တော့ပြန်လုပ်ပြရမှာလို့သူလိုချင်တော့ရင်သူက blue color လုပ်ပြရအောင်နော်ရှင်းဒီကကြတော့စလုံးကိုကာလာထည့်ခြင်းနေဆိုရင်ကိုအနဲ့နဲ့မြဲခြင်းကိုကဟုတ်လားစိမ့်လေးနဲ့ရိုက်မယ်အပြာလေးနဲ့ရိုက်မယ်အဝါလေးနဲ့ရိုက်မယ်အနီလေးနဲ့ရိုက်မယ်ဒီတဲ့ပုံနဲ့ စာရင်းလို့ရပါတယ်တဲ့ဟုတ်နော်အရက်ကင်ကြောင်းလည်းရတယ်ရက်ပြီးတော့ကြောင်းလည်းရတယ်ဖောင်းကလို့သုံးပြီးတော့စလုံးနဲ့ပတ်သက်လို့စာနဲ့ပတ်သက်လို့ကိုစိတ်ကြိုက်ရင်ရင်လို့ရင်လို့ရအောင်လို့ဖောင်းကလို့သင်တယ်ဟုတ်လားခုကျန်နေတော့လားဆန်နေတယ်ဘာတစ်ပိုင်းမှာဒီစလုံးနဲ့လာမယ် lower key ဆုံးလုံးသေးတယ်နော် upper key စလုံးအကြီးကြီးလို့ကျန်နေတယ်ဆိုရင် upper key နောက်တစ်ခု capitalize e word စကစုတစုတစုမှာသလုံးအကြီးကြီးကြီးပဲဟုတ်လားအခုဒီမှာကစန်းတဲ့ကြီးဝါကြတခုမှာရှိဆုံးသလုံးကြီးအကြီးဒီထကယ်ကြီးကိုနှိမ့်လိုက်မယ်ဆိုရင်ဝါကြတခုရဲ့ရှိဆုံးသလုံးကြီးအသေးလေးဖြစ်သွားအခုဒီဒုတိယဘက်ကလောကကြီးလောက်ထားတယ်ထကယ်ကြီးကိုနှိမ့်လိုက်မယ်ဆိုရင်သလုံးအကြီးကြီးဖြစ်သွားတယ်ကြောင်းနေတတိယဘက်ဒီသလုံးအကြီးကြီးပဲလောက်ထားတယ်ဒီထကယ်ကြီးကိုနှိမ့်လိုက်မယ်ဆိုရင်သလုံးအသေးလေးကြီးဖြစ်သွားတယ် ဒီစတုထဘက်ကသကဇုတစုတစုမှာပြီးဆုံးစလုံးဒီအကြီးတွေလောက်ထားတယ်။ခက်ခဲကင်းကိုနှိမ့်လိုက်မယ်ဆိုရင်သကဇုတစုတစုမှာရှည်ဆုံးစလုံးတွေကအသေးလေးကြီးဖြစ်သွားတယ်။အော်ဒီတခဲကင်းဒီအပေါ်ကလေးကြီးရဲ့စံကျင်ပဲဟုတ်လား။ပုံမှန်ရီသုံးလာတာတနက်ကလေးပဲတော့နော်။ဟုတ်တယ်ပေါ့။အဲတော့သုံးရင်လည်းခါကြရင်လည်းကိုတည်အောင်ဒါတော့တဲ့သင်ထားဖို့လို့နော်။အဲတော့ဆိုရင်ဖောင်းဘလူးနဲ့ပတ်သက်လို့တည်ရအောင် လဲမှာဆိုရှိတော့ဘူးဟုတ်ပြီနော်အဲ့ဒီပုံစံလေးကိုအရင်ဆုံးဒီဘက်ကစာရိုက်မယ်ဒီပုံစံတိုင်းကြည့်ပါဦးကျွန်တော်ပေါ့ကတော့သိချင်တယ်တော်ရယ်